မြန်မာလုံးမင်္ဂလာပါဗျဒီနေ့က29ရက်ဆယ်လပိုင်း2000နဲ့မှ25ဖြစ်ပါတယ်ဗျအကြံကုန်တော့ဂလုံးစားချက်ဆိုလိုလိုပဲဒီနေ့ရအကြံဖယ်များရဲ့ရုပ်မှကံကုန်မှုပထမဦးဆုံးဆိုတာသူအပြင်ပြောတော့မှဖြစ်ပါတယ်ဗျာနော်ပထမဦးဆုံးပါဗျဒီနေ့စကိုင်းတိုင်းဆွေဘုံမြို့နယ်တဲ့ကကြောင်မြောင်းနော်ကြောင်မြောင်းနဲ့ဆင်ကူးပေါ့နော်မြေကူးတရာပေါ့နော်ဒီဒီကနေ့ တရားကိုပေါ့နော်ကြောင်ကြောင်နဲ့ဆင်ကူမြို့ကူတရားကိုတဲ့ဂျရနာတေဂီတရားကို29ရက်နေ့နနေ့ဆရနာရီ29 PDM 29မိနစ် PDM များမှာမိုင်းခွဲပြီးမှချိုးပြလိုက်ပါလေကနော်ချိုးပြလိုက်ပါလေနော်အဲဒီမဲ့အာဘီလေးအလယ်မှာကျိုးကြပျက်စီးသွားတယ်လို့ဦးဇင်းတို့ဒါခိုင်လုံတဲ့တဲ့င်းကိုရရှိထားပါလေကနော်ဒါဘာဖြစ်လို့ဒီတရားကိုချိုးလိုက်တာလဲဆိုဒီတရားကြီးကပြည်သူတွေအများတူငါသွားတဲ့တရားကြီးဖြစ်တယ်နော်ဒါဆင်ကူတို့ဒါ စင်ကူမြေကူတရပေါ့ဗျာနော်ဒါရရနာတိန်ကြီးတရဆိုတာကတော့ဒါရွှေဝိုးတို့ကြောင်းတော့တို့ဒီတရကိုအကုန်လုံးမှအပြည့်ပြည့်ပြူလီရသွားလာလို့ချရတယ်အဲ့ဒါကိုည7နာရီ28မိနစ်မှာ PDF အကျမ်းဖက်များနဲ့နော်မမဒါဖြည့်ဆည်းသွားတယ်ပေါ့ချိုးချက်သွားတယ်ပေါ့နော်ဒါအကျမ်းဖက်အုပ်စုပါနေပြီးမှဘာကြောင့်ဖြည့်ဆည်းသွားလဲဆိုတော့ဖြည့်ရရှင်းရှင်းလေးပါအခုဆိုရင်သခိုင်းတိုင်းမှာမော်လိုက်တော့အကုန်လုံးတော်တော်များများကြီးရစစ်တပ်ကဒါတရားခိုင်တော့အုပ်အုပ်ချုပ်တရားခိုင်တော့ ဟုတ်စီသွားပြီတရားခိုင်တော့အုတ်ချုပ်မိသွားပြီပေါ့ဗျာနော်အုတ်ချုပ်မိသွားပြီအဲ့လိုဆိုဒီဇက်တိုက်ပဲသခိုင်းတိုင်းတိုက်မှုကြီးဟာဒီဇက်ဒီရက်ထဲမှာဇက်တိုက်ဆိုလိုလိုပဲသူ့စစ်ကိုအကုန်လုံးတော့ဒူဝါရင်နဲ့သူ့စစ်ဆင်းနေတယ်ပေါ့သူ့စစ်ဆင်းတော့ဒါခြေနေမကောင်းတော့ဘူးဒီဘက်ကိုကြောင်ပြောင်းလို့ကြောင်ပြောင်းနဲ့ရွှေဘူရွှေဘူလို့ဆိုလို့ရှိရင်လန်ဒရာဖြတ်သွားဖို့ဖြတ်လာဖို့ဆိုရင်တော့လူတို့ကဒီဘက်ကိုပြန်အဲ့ဘက်ကိုမကူးလိုက်မကူးလို့လာလို့မရအောင်အခက်အခဲတွေ့အောင်ဆိုပြီးဒါတရားကိုဖြတ်စည်းလိုက်တာပဲ ။ဒါတော့ဒီတရားဖြည့်စီကဘာကိုပြောချင်တာလဲဆိုရင်ပြည်သူအတွေ့ပြည်သူကာကွယ်ရေးပြည်သူလုံခြုံရေးဆိုတဲ့ PDI အမိကအကြမ်းဖက်အုပ်စုတွေဟာပြည်သူတွာလာနေတဲ့တရားကိုဖြည့်စီလိုက်တော့တတ်မတော်ပါပဲ။ထိခိုက်သွားမှာလားပြည်သူတွေပဲထိခိုက်သွားမှာလားပြည်သူတွေပဲနေတာသွားမှာလားဆိုပြည်သူများလည်းကိုယ့်အကူရာစဉ်းစားဖို့ကြာနော်။ဒီရတဲ့28ရက်နေ့ကလည်းထုံနေလူသွားပါပဲเนาะခေဖို့ကြောင်းကြောင်းချောင်းအများလူကသွားတဲ့ကားလမ်းအုံပေါက်တရားကိုလည်း28ရက်နေ့စနေနေ့28เนาะ စနေ25မိနစ်ပေါ့ဗျာ20နာရီအဲ့ချိန်တော့ကလည်း29 29ရက်28ရက်နေရာပဲပြောရပါမယ်နော်ဒါ28ရက်နေရာလဲမိုင်းခွဲပြီးမှဖြည့်စီသွားတယ်ချိုးဖြတ်ခံလိုက်ရတယ်ပေါ့နော်အဲ့တော့ဒီ PDF အကြမ်းဖက်တွေအားဆုပ်လို့ရှိရင်အေးစေးစေးမဆုပ်ဖဲနဲ့ဒါအများသူကပြည်သူတွေကိုသွားတဲ့လမ်းတွေကိုပဲတရားတွေကိုပဲဒီလိုမိုင်းခွဲပြီးဖြည့်စီရဲဆိုတော့ဒါကြီးပဲကြက်လဲတရားကိုဖြည့်စီလိုက်တာနဲ့သူတို့တော့ဘာကောင်းချိုးပြုသွားပါလဲ ပြည်ဦးလေးဒါပြည်ဦးလေးဘယ်လောက်နင်းတာလဲဆိုတော့လေသူတို့မတွေးတော့ဘူးလားဒါလေးကိုလေနော်ဒီစကိုင်းတိုင်းထဲမှာရှိတဲ့ရွှေဘုံနယ်ထဲမှာရှိတဲ့ကြောင်ကြောင်နယ်ထဲမှာရှိတဲ့စင်ကူးနယ်ထဲမှာရှိတဲ့အကြဖက်နဲ့ရောနေတဲ့ပြည်သူများအလုံးဒါလေးကိုလေသိစေချင်ပါတယ်ဗျာနော်ဖုန်းလေးလူသွားပါပဲညကဒါတော့စကိုင်းကောင်းမှုတော့အနည်းတဝိုက်မှာညမိုးချုပ်ခန်းဒီမှာအနေငယ်တစ်ဖက်ထိတွေ့မှုဖြစ်တယ်လို့ဦးစင်းတို့ကြားသိရတယ်ဒါလည်းစကိုင်းတိုင်းထဲမှာထိတွေ့မှုဖြစ်တယ်လို့ကြားသိရတယ်နော် အဲ့ဒါဒီသခိုင်းကောင်းမှုတော်ရဲ့အဖက်ကြောင်းနေပါဆိုလို့ရှင်လိုက်ရှင်းလိုက်ရင်ပြည်ရဲကပြောက်သွားပြန်ပြောက်သွားပြန်မရှင်းလို့၄၅ရက်လောက်ညင်သွားပြန်ပြီဆိုရင်ဒီပြိုင်မှာလာလာပြီးမှပြစ်ထားလို့လာလာပြီးမှချိန်ချောက်ထားလို့ဦးစင်းတို့ကြံတရတဲ့တည်င်းကတော့ဟုတ်မဟုတ်မတိပြင်းနဲ့လဲစစ်ဆက်ရခိုင်တုံးကတော့တေးကြတယ်ထွေဥတ်တယောက်ကိုဖမ်းဆီးသွားတယ်လို့ကြားတရတယ်နော်ထွေဥတ်တယောက်ကိုခေါ်ဆောင်သွားတယ်လို့ကြားတရတယ်ဒါသခိုင်းမျိုးပါသခိုင်းမျိုးပါနော်အဲသခိုင်းမျိုးရဲ့ပတ်ပတ်လဲအနည်းတော့ เนาะထိရောက်စွာဇက်တိုက်လည်းထိရောက်စွာလည်းရှင်းလင်းနေရအခုတရက်နေ့ရဲ့အတွင်းမှာပဲဒါထိထိရောက်ရောက်တော့ရှင်းတော့ရှင်းလင်းနေရဒါပေမဲ့သူတို့ကကြမ်းမှကြိုက်ထားဘူးဗျเนาะကြမ်းမှကြိုက်ထားဘူးအဲ့တော့ကြမ်းဖက်နဲ့အလိုတို့အလိုပါနေတဲ့လူတွေလည်းရှိတယ်เนาะတမတော်လာရင်ပြည်သူလုံးလိုက်တယ်တမတော်ကပြန်သွားလို့ရှိရင်ကြမ်းဖက်နဲ့ပူပေါင်းလိုက်တယ်အကြက်ဖက်ကိုတရင်ပေးတယ်အနီအဲ့အနီးတစ်ဝိုက်တည်းမှာချွတ်ရွာလည်းရှိတယ် ဲ့ဒီဟာတွေတည်းကိုတိတိကျကျခိုင်ခိုင်လုံလုံနဲ့ထိရောက်စွာလှုပ်ဆောင်မှုလိုအပ်တယ်လို့သိရပါတယ်နော်။သခိုင်းကတော့နာမည်ကြီးဒါရီကြီးနော်။သခိုင်းကတော့ဖမ်းတယ်ဖမ်းပြီလို့ရှိရင်ဟုတ်လား။အဲ့တော့ထွေဥဆွဲခိုင်းရတော့ထွေဥလည်းတဘောပေါက်ပြီဗျာနော်။ဗီဒီယကတော့ဟုတ်လား။တဘောပေါက်ပေါ့ဗျာနော်။ခင်ဗျားတို့ကလက်နေမဲ့ထွေဥဆိုတာလက်နေမဲ့နော်လက်နေမရှိဘူး။အဲ့လက်နေမဲ့တွေပါတယ်ဆိုပီဒီယကတော့ကြည့်နေမှာမဟုတ်ဘူးနော်။အဲဝင်နာဆိုတာနဲ့ပီဒီယကအကြမ်းဖက်ကချိန်ပါပဲနော်။အဲ့တော့ခင်ဗျားပတ္တာစာတွေနဲ့ပြည်သူစစ်တွေနဲ့ပြည်သူစစ်တွေနဲ့ ရွေရုပ်တွေနဲ့သခိုင်းမြို့မှာတကယ်ဌာနပေါင်းဝန်ပေါင်းဝန်ထမ်းပေါင်းစုံကစစ်စစ်လုံးလုံးနဲ့ညီညွတ်ညွတ်နဲ့ပူးပေါင်းဖို့ဒါလိုအပ်တယ်လို့ဦးဇင်းကတော့အကြံပြုချင်ပါတယ်ဗျာကျန်တာတွေအခြားအရာတွေကတော့ဦးဇင်းကတော့မပြောချင်ပါဘူးနော်မပြောချင်ပါဘူးဒါလေးလဲသခိုင်းတိုင်းမှာဒါကတော့ဖြစ်သွားတဲ့အရာမှန်တယ်ဗျာဦးဇင်းတို့မန္တလေးမြို့ကတော့ရှင်းတယ်မန္တလေးမြို့ရောက်လာတဲ့အတိုင်းမှုဒီမန္တလေးမြို့ရောက်ပြီဆိုကြတဲ့ကောအရေးရှိရှိလို့ရောက်လာတဲ့အတိုင်းမှုများတယ် เนาะဘမောကနေပြောင်းလာတယ်အဲ့တော့ပြည်သူစစ်တွေကိုလည်းဒီချိန်မှာပြည်သူစစ်တွေကတော့တိတ်စစ်မတိုက်ရသေးဘူးနားနေရတာကြာပြီပေါ့ဗျာနားနေရတာကြာပြီအဲ့နားနေရတဲ့ကြာတော့စီးဝဲမှာတော့ပြည်သူစစ်တွေကိုစနစ်တကျစည်ရင်ကောက်ပြီးမှစနစ်တကျသူ့နေမြေသူ့စစ်နေမြေနဲ့သူ့နေမြေနဲ့သူစီမံကွက်ခွဲဖို့ဒါလှုပ်ဆောင်နေတယ်လို့လည်းဦးစင်းတော့ကြားနေရတယ်ဝမ်းသာပါတယ်ဘာပြောလို့ရောက်ဒါပြောရရင်တော့ဒီလိုလှုပ်ချင်းအပြင်ဒီတိုင်းမျိုးကြီးဒီပြည်သူစစ်တွေဒီပြည်သူစစ်အားလုံးဒီ ဒါမရေရာကြောတို့ဒီမရေရာအနီးတဝိုက်အကုန်လုံးမှာအတက်တွေနဲ့ချွေးတွေနဲ့ရင်းခဲ့ရတယ်ဆိုတော့လေတိုက်မှုကဒါအတိအမှန်ပြလိုက်တာပဲ။မန္တလေးပြည်သူစစ်တေကဒါလို့စစ်တိုက်ခဲ့ရတယ်ဆိုတော့လေတိုက်မှုဒီတိခဲ့အတွက်ကြောင့်စနစ်တကျဒါစီမံပြီးမှစနစ်တကျလွတ်လိုက်တယ်လို့တွေ့တာ။အဲ့တော့ဥကအကြံပြုကျင်တာကတော့နော်ပေါ့ကတော့ဘာမှတော့မဟုတ်ပါဘူး။ဒါအကြံပြုခြင်းဖြစ်ပါတယ်ဗျာနော်။ပြည်သူစစ်တေမန္တလေးမှာအားကြီးရှိပါတယ်။အဲ့တော့အလုံးလုံးတဲ့ပြည်သူစစ်လည်းရှိလို့အလုံးမလုံးတဲ့ပြည်သူစစ်လည်းရှိတယ်။အဲ့တော့ရှေ့တန်းမှာလည်းဒီဆက်ရှေ့ကိုတိုးတိုးပြီးမှဒီလိုစစ်တင်တဲ့ တပ်မတော်သားတွေပူပေါင်းပြီးမှနော်ဒီငကောကလုံခြုံရေးထားတဲ့နေရာတွေကိုမထားတော့ဘဲနဲ့ရှစ်မှာတစင်းတစင်းပြီးတစင်းတစင်းပြီးတစင်းတို့တို့ခိုင်းမှာတို့ခိုင်းမှုလိုအပ်တယ်နော်တို့ခိုင်းမှုလိုအပ်တယ်ဘာလို့လဲဆိုတော့တစင်းရှစ်တက်သွားတာပဲကောင်းပါရဲ့နော်ဒီတိုက်ခိုက်ရင်မှာဒါဘုန်းကြီးနေနဲ့ပြောစရာတော့မလိုအောင်တိုင်းမှုကြီးဒီဒါတိုင်းမှုကြီးရဲ့ခေါင်းထဲမှာအချမ်းဖက်နှိမ်နှင်းကိုပဲစဉ်းစားနေတယ်ဆိုတာလဲဒါဥစဉ်တို့ကတီးပြကြပါ ိုင်မူကြီးကိုယ်တိုင်လည်းဒီအကျန်းဖက်တွေကိုချိန်မုန်းခဲ့တဲ့အကျန်းဖက်တွေကိုတိရောက်စွာလုတ်ခဲ့တဲ့အဲ့လိုလုတ်ခဲ့တဲ့အရေးချင်းရှိလို့ပဲနိုင်ငံတော်ကတိုင်မူမူနေရာကိုခန့်လိုက်တယ်လို့ပဲဒါဥစဉ်တော့တရားခိုင်လုံးယုံကြည်ခြင်းဖြစ်ပါတယ်အဲ့တော့ဘာဖြစ်လို့လဲဆိုတော့ဒီလုံယုံရေးတာဝန်မှထမ်းဆောင်ရတယ်ဒီတိုင်းမှထမ်းဆောင်ရတယ်ဆိုရင်ပြည်သူစစ်တွေကနည်းနည်းပော့သွားမှာစိုးလို့ပော့သွားမှာစိုးလို့အဲ့တော့တို့တွေငိုကလေးကစစ်တိုက်ခြင်းလို့ပြည်သူစစ်လုတ်တဲ့ဟာရှိတယ်တိုင်းမျိုးကာကွယ်ခြင်းလို့ပြည်သူစစ်လုတ်တာရှိတယ်အဲ့တော့တိုင်းမျိုးကာကွယ်ပြည်သူစစ်လုတ်တာရှိတဲ့အတွက်ကြောင့်ရှေ့တစ်စင်ပြီးတစ်စင် တို့ခိုင်းတာအကောင်းဆုံးလို့ပဲဦးစင်းတို့ကတော့ဒါအကြံပြုချင်ပါလေဗျာနော်ဦးစင်းကတော့အကြံပြုချင်ဖြစ်ပါလေဗျာနော်ဒါဦးစင်းအကြံပြုချက်ဒီမှကျင်လဲမှမယ်မှန်ကျင်လဲမှန်မယ်အဲ့တော့အမအမအဲ့တော့လူကြီးတွေပဲဒါဆုံးဖြတ်ရမှာဖြစ်ပါလေဗျာနော်ဒါလေးလည်းပြောချင်ပါလေဗျာနော်ဒါဒါလေးကပြည်သူစစ်တွေကိုလည်းဟုတ်လားမှရင်လဲမှတဲ့အတိုင်းထီရောက်ဆိုတာအရေးကြီးမှာဖြစ်တယ်လို့မှန်ရင်လဲမှန်တဲ့အတိုင်းကာကွယ်ပေးဖို့ဟာကိုလည်းဒါတိုင်းမှုကြီးကိုဦးစင်းအနေနဲ့ဒါပေါ့ကတော့အနေနဲ့မေတ္တာရက်ခံချင်ပါလေဗျာနော်မေတ္တာရက်ခံချင်ပါလေ ဒါလေးလည်းတိုင်မှုရှုပ်မြတ်တဲ့ခါကြီးဖြစ်တဲ့အခုရုပ်ောက်ပွဲကလည်းပြီးလာပြီဆိုတော့ရုပ်ောက်ပွဲကာလမှာရုပ်ောက်ပွဲကိုဒါဒါအမျိုးမျိုးဖျက်မဲ့သူတွေလည်းရှိတယ်အနောက်ချက်ပေးမဲ့သူလည်းရှိတယ်တချို့ဆိုလို့ရှိရင်ရုပ်ောက်ပွဲကာလကြီးမှာဒီနေ့ဖျက်တော်ဖျက်နေလို့ထင်တယ်ညလော်စပီကာနဲ့អော်တယ်တဲ့အစိုးရကလည်းသူတို့တွေလောက်ကြပါလားဘာဖြစ်လို့ရုပ်ောက်ပွဲကာလကြီးမှာလောက်ကြဒါပြည်ကြီးတကွင်းစောင်းကတော့ကြကွယ်အင်ဂျင်400လောက်ရှိတယ်အဲ့တော့ရုပ်ောက်ပွဲအချိန်ကြမှာရုပ်ောက်ပွဲစီယုံရေးကာလရောက်ခါကြမှာ ဒီမလောစမီကနဲ့မနေ့က28ရက်နေ့ညမှာမိုးချုပ်ပိုင်းဒီမှာអော်တယ်တဲ့ဒီအိမ်လေးကိုဖြက်စီးပြီးအိမ်လေးကိုဖြက်ရမယ်ဆိုយူးဖြက်ရမယ်ပေါ့ဗျာနော်အဲ့ဒီအိမ်လေးနေလာတာကလည်းနေပေါင်းကြောင်မှာဆိုတာရှိနေပြီနိုင်ငံတော်စီမံချက်နိုင်ငံတော်ရဲ့နိုင်ငံတော်ကတိန့်တယ်နိုင်ငံတော်စီမံချက်နဲ့လုပ်တယ်နိုင်ငံတော်ကတိန့်ရင်တော့မှနိုင်ငံတော်ကအဲ့ဒီအိမ်လေးကိုအိမ်ငါးကတော့အိမ်လားကတော့ထိုက်တင်တယ်ဥသိန်းတို့ဒီမြစ်စိတ်တွေမှာခြိုက်တန်ဇန်တို့အော်မီတာဇန်တို့မောင်အောင်မျိုးတို့မြစ်စိတ်တွေမှာအေးဒီချက်ဖြက်ခဲ့တော့က အင်းဒီဟိုရောကြီးတွေပြေးခဲ့တယ်နေရာတွေပြေးခဲ့တယ်အခုဇောင်းကတော့မှလည်းဒီပုဂ္ဂလိကခရိုနီတစ်သေးတူအတွက်နဲ့ဒီရွေးကောက်ပွဲကာလကြီးမှာဒီအင်းဒီဖျက်ရမယ်ဖျက်သိမ်းရမယ်ဆိုတော့ဒါဖျက်တော့ဖျက်ပြီလို့ဦးစင်းတော့အထင်ပါလေဗျာနော်အဲ့တော့ညောင်များကနေပေါင်းညောင်များကတချို့လည်းဝဲနေလာဝဲနေလာတာဝဲနေကြရတာမော်ဘဲနဲ့ဒီညာနေလို့မရဘူးနော်အခုမှဒီလိုရွေးကောက်ပွဲကာလကြီးမှာအချိန်ကိုက်ဖျက်တယ်ဆိုတော့အချိန်ကိုက်အင်းဒီကိုဖျက်ခိုင်းတယ်ဆိုတော့အချိန်ကိုက် ဒီဟာရောက်တယ်ဆိုတော့ဘာဘောလဲလို့မေးခွန်းထုတ်ရမယ်အချိန်ဖြစ်ပါတယ်အဲ့တော့မေတ္တာရခိုင်နေတဲ့ရုပ်ောက်ဝဲပြီးမှနေဥပဒေနဲ့လူတွတ်တော်မှာအစိုးတင်သွင်းပြီးမှဒီအိနေကိုခင်ဗျားတို့မလုံးတင်ဘူးလားလို့ဦးစင်းကတော့အကြံပြုခြင်းပါတယ်ဗျဒါတော့အကြံပြုခြင်းဖြစ်ပါတယ်ဒကာကြီးတို့ဥပဒေကိုဒကာကြီးတို့ရဲ့လုပ်ရက်ကိုခရိုနီတွေရဲ့ဝင်မြတရားနိုင်ဆိုလိုလို့ပေါ့ဗျာနော်အဲ့ခရိုနီကအဲ့နေအောင်နေလဲမနေဘူးရောက်လဲမရောက်ဘူးဗျာတောင်လူတွေရဲ့အဲ့အချိန်အရာတွေကတောင်လူတွေရဲ့လေယာဉ်ပြေတွေတောင်လူတွေရဲ့ဟာတွေ ောက်ကြမှာသူတို့တွေဌာနဆိုင်ရာပေါင်းနဲ့အကုန်လုံးဝင်ပြီးဝါညာအကုန်လုံးလုတ်ပြီးမှဒရန်ပုံစံမျိုးတွေလုတ်ပြီးမှလုတ်တဲ့ဟာဒါရပြောစရာမလိုပါဘူးနော်အဲ့ဒီမှာဂရန်ပေါက်တဲ့ဟာပေါက်တယ်မပေါက်တဲ့ဟာမပေါက်ဘူးဒါလိုကြီးမိုးကွက်ချမိုးရွာလိုဖြစ်တဲ့အရာတွေဒါ analysis ဆိုရတဲ့ထက်ကဒါတွေကိုလုတ်ခဲ့တာဒီနှစ်တိချင်းကြီးဒါဒီဇလန်းတွေရှုပ်တော့ဆိုတာကိုလည်းအာဒီရွေးကောက်ပွဲကာလမှာရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတွေရောရွေးကောက်ပွဲဆိုင်ရာပါတီတွေပါတီပေါင်းစုံရော ဒါရွေးကောက်ပွဲပြီးမှဒါတွေလုပ်ပါဆိုတော့မိတ္တရခံတဲ့နယ်လို့ဦးစင်ကပြောချင်ပါတယ်ဗျာနော်ပြည်ကြီးတွေကွန်လွတ်တော်အမတ်တွေရောပေါ့ဗျာဝင်ပြိုင်မဲ့အမတ်တွေအားလုံးရောဒါပြည်သူတွေကိုကောက်ွယ်ပေးပါလို့ပဲပြောချင်ပါတယ်ဗျာအားလုံးတော်ပါပဲဗျာ